မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့တပတ်တွင်းသတင်းသုံးသပ်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုတော့ကျွန်မရန်နာနဲ့အတူကျွန်တော်အောင်ပြတို့ကတင်ဆက်ပေးမှာပါ။ဒီဒီဘက်မှာရောဘလို့သတင်းကြောင်းအရာကိုဆွေးနွေးဖို့ရွေးချယ်ထားတယ်ဆိုတာကိုပြပြပေးပါအောင်။ဒီဘက်မှာဆွေးနွေးဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ရွေးကောက်ပွဲအလွန်အစိုးရဦးစားပေးရမယ့်ကိစ္စကဘာလို့ဖြစ်မလဲဆိုတဲ့အကြောင်းနဲ့2025အတွင်းမှာမြန်မာနိုင်ငံမှာစီးရီးတဲ့နိုင်ငံရေးဘလို့ရှိနိုင်လဲဆိုတဲ့အကြောင်းတွေကိုဆွေးနွေးဖို့ရွေးချယ်ထားပါတယ်။ဒါဆိုရင်ရွေးကောက်ပွဲအလွန်အစိုးရကဦးစားပေးရမယ့်ကိစ္စကဘာလို့ဖြစ်မလဲဆိုတဲ့အကြောင်းကိုဆွေးနွေးကြည့်ပါမယ်။ မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပပြည်ခရင်ရွေးကောက်ပွဲအလွန်မှာပေါ်ထွက်လာမယ့်အဆိုရအနေနဲ့ဒီတိုင်းပြည်နယ်ပြည်သူအတွက်ဘယ်ရာတွေကိုဦးစားပေးပြုပြင်ပြောင်းလဲမှုတွေလုပ်မလဲဆိုတဲ့အပေါ်မှာစီးရင်းနဲ့နိုင်ငံရေးကက်ခရီးကြမှာဘလို့သုံးသက်ယူဆချက်တွေရှိနေလဲပထမတစ်ခုလိုအပ်ချက်ကပေါ့လေဒီနိုင်ငံရေးတည်ငြိမ်မှုဖြစ်တယ်ပေါ့လေဒီတော့တည်ငြိမ်မှုရှိအောင်ဘလို့နည်းနဲ့ဖော်ဆောင်ကြမှာလဲပေါ့ အဲအကြောင်းပဲရွေးကောက်ပွဲအလွန်ကာလပါတီရဲ့ညီညွတ်မှုတစ်ခုနဲ့နိုင်ငံကိုဘလို့ဖွံ့ဖြိုးတိုးတက်အောင်နိုင်ငံရေးတည်ငြိမ်မှုတစ်ခုရယူမှာလဲဆိုတဲ့ဥတီချက်တစ်ခုလိုတယ်ဆိုပြီးထောက်ပြလို့ရှိပါတယ်။ပြီးတော့မြန်မာပြည်ထက်ပိုင်းကိုဗဟုပြပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်လည်းလူ၄000လောက်ကအသက်ပေးခဲ့ရပြီးတော့ဘလို့ပြန်လဲထူထောင်မှုလုပ်မှာလဲငွေကြေးအဖြစ်လိုအပ်တဲ့အတိုင်းအတာကိုရအောင်ဘလို့သွားမှာလဲဆိုပြီးတော့ထောက်ပြရတယ်တွေ့ရပါတယ်။ဒါကြောင့်ပဲပေါ့လေအမျိုးသားညီညွတ်တဲ့အစိုးရတည်းရဲ့လူတွေပေါ့။ တတော်တွင်မှာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ခန္ဓာမျိုးကိုအပေးယူရှိရှိနဲ့ညှိနှိုင်းပြီးမှပဲဒီနိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက်ဥတည်ပြီးမှပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တဲ့အခင်းချင်းကဒီလာမယ့်9နှစ်မှာအဲ့ဒါလိုအပ်ချက်ပဲဖြစ်တယ်ဆိုပြီးတော့သုံးသပ်တာရှိပါတယ်။နောက်ပြီးတော့လက်နက်ကင်ပဋိပက္ခချုပ်ငင်းမှာပဲနိုင်ငံရေးတည်ငြိမ်မယ်ပေါ့လေ။အဲ့ဒီလိုမျိုးနိုင်ငံရေးတည်ငြိမ်မှာပဲဖွံ့ဖြိုးတိုးတက်မှာပေါ့ကဘာကြီးတစ်ခုလုံးမှာကဒီတိုင်းပဲသွားနေတာဖြစ်တယ်ဆိုပြီးတော့သုံးသပ်တာလည်းရှိပါတယ်။ဟုတ်ပါတယ်။ ဒီအခုကတော့ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်မှာဖြစ်တယ်အဲ့တော့ဒီရွေးကောက်ပွဲပြီးသွားရင်အာနာ၃ရက်ကိုတယောက်ထဲဂိုင်ထားတဲ့ဟာကဒီ၃ရက်ကဂိုင်မှာဆိုတော့ဒီချက်ကန်ဘဲလုံးတော့ရှိလာမယ်ဒီဥပဒေပြူရေးတို့အုပ်ချုပ်ရေးတရားစီရင်ရေးချက်ကန်ဘဲလန်ရှိလာတဲ့ခါကျတော့တိုင်းပြည်အတွက်ကတော့ကောက်ကောက်မုံမုံလှုပ်လို့ရနိုင်တယ်ဗောလေဘာဒီဦးစားပေးလှုပ်တင်လဲဆိုရင်တော့အခုကပြည်သူတွေအတွက်ကပညာရေးနဲ့ကျန်းမာရေးကိုအဓိကဦးစားပေးလှုပ်တင်တယ် ပြီးတော့ပညာနည်းတဲ့အခါကျတော့စဉ်းစားဆင်ခြင်နဲ့နည်းပြီးမှဟိုဒီနေ့ချိန်မှာတိုင်းပြည်ကဒီလိုဖြစ်နေတာဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိပါတယ်။ဟိုဒါလေးလောက်ဖို့ကတော့နိုင်ငံရေးတည်ငြိမ်မှုလိုတယ်။ဒါမှလည်းနိုင်ငံရေးမတည်ငြိမ်ရင်လည်းလုတ်သွားကြရမှာဖြစ်တယ်။ပညာရေးဆိုရင်တင်ယုံညွန်းတဲ့နေကအစပြောင်းလဲပြစ်ဖို့လိုတယ်။အခုတင်ယုံညွန်းတဲ့နေမှာဆိုရင်များသောအားဖြင့်ကတော့ဒီပုံကိုရေကိုးကွယ်မှုတို့ပါတော့ပဲပါတာပေါ့လေ။နိုင်ငံချစ်စိတ်ဆိုတဲ့စိတ်ဓာတ်တွေကပြောင်းနေကြတာဆိုတော့ပုံကိုချစ်တဲ့စိတ်ဘက်ကိုပဲသွားရပေါ့လေ။နိုင်ငံသားတိုင်းကနိုင်ငံချစ်စိတ်ရှိမယ်ဆိုရင်တော့အခုလိုပြဿနာမျိုးလည်းကြုံလာမှာမဟုတ်ဘူးဆိုတော့သုံးသပ်ပြောဆိုမှုတွေလည်းတွေ့ရပါတယ်။ ောက်ပါပြီဒါဆိုရင်နောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့ဒီ2025ခုနှစ်အတွင်းမှာပေါ့မြန်မာနိုင်ငံမှာစစ်ရေးနိုင်ငံရေးဘယ်လိုရှိနိုင်လဲဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးချင်ပါတယ်ဒီနှစ်ကတော့အကောင့်တူကအစိုးတူကရောထွေးနေတဲ့သဘောဖြစ်တယ်ဆိုပြီးတော့သုံးသပ်တာတွေ့ရပါတယ်နောက်ပိုင်းတွေကတော့ဘာပဲဖြစ် KIA အပအဝင်ညှိနှိုင်းနိုင်တဲ့သွားပြီးတော့ဒေတာခံတွေကလည်းနည်းနည်းတက်တာမဲ့အနေထားပါ ဒါပေမဲ့တောင်ပိုင်းကတော့ပို့ပြီးတော့နည်းနည်းကျက်တဲလာနိုင်တယ်ပေါ့လေအဲ့ဒီလိုပဲအနောက်ပိုင်းဖြစ်တဲ့ဒီရခိုင်နဲ့ချင်းနဲ့ကြောက်လည်းပုံစံတစ်မျိုးဖြစ်နိုင်တယ်ဆိုပြီးတုံးသက်တာတွေ့ရပါတယ်။ဒါကြောင့်အကောင့်တစ်ဝက်အစိုးတစ်ဝက်ဖြစ်နိုင်တယ်ပေါ့လေအခုနှစ်အတွင်းမှာကဒါကလည်းဘယ်ပုံမူတည်လဲဆိုတော့လောလောဆယ်အလဲပိုင်းဒေတာကိုကြီးစိုးထားတဲ့ SSC ပုံမူတည်ရဲ့ဆိုပြီးတော့ထောက်ပြတွေတွေ့ရပါတယ်။ SSC ကခေါင်းဆောင်တဲ့အနေနဲ့ဆင်ကျင်တုံတရားနဲ့ဖြစ်စီဒီပဋိပက္ခကိုကြော်လာဖို့အတွက်နီးနာရှာတဲ့အနေနဲ့ဖြစ်စီရွေးကောက်ပွဲမတိုင်ခင်လုံရမယ့်အချိန်က6လ9လလောက် ကြံသေးရပေါ့လေဒါကြောင့်မို့လို့ဒီကြားထဲမှာဖြစ်ပေါ်လာမယ့်နိုင်ငံကြီးအခင်းကြီးကတော့အဆုံးဖြတ်ဖြစ်မယ်ဆိုပဲပြောဆိုမှုရှိပါတယ်ဟုတ်ပါတယ်ဒီမြန်မာနိုင်ငံမှာတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းတွေ EO တွေပေါ့ဒီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့မြန်မာတပ်မတော်ကြောင့်မှတိုက်ပွဲတွေလည်းအပြင်းထန်ဖြစ်ပွားနေကြပါဒီ AATNL MND တို့ပူးပေါင်းပြီးတော့တပ်တော်များနှစ်ခွန်ဆစ်စင်ရေးကို2023ခုနှစ်အောက်တိုဘာ29ရက်နေ့ကရှမ်းပြည်နယ်မြောက်ပိုင်းမှာဖော်ဆောင်ခဲ့တယ်အဲ့လိုဖော်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးနှီးပါနဲ့အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒီရမခကိုပါတင်ပတ်ခဲ့တယ်ပေါ့လေဒါပေမဲ့လည်း MND နဲ့မြန်မာတပ်မတော်တို့တွဲဆုံဆွေးနွေးခဲ့မှုအရာရှမ်းပြည်နယ် မြောက်ပိုင်းကလာရှုကိုမြန်မာတပ်မတော်ထံကို MND ကပြန်လည်လွှဲပြောင်းပေးခဲ့ရတယ်။တခြားတစ်ဖက်မှာလည်း KIA က PDF တွေနဲ့ပူးပေါင်းပြီးတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအတွင်းမှာမြို့သိမ်းတပ်ဖွဲ့တွေကိုဖော်ဆောင်နေပါတယ်။ဒီအဲ့လိုပဲ AA ကရခိုင်ပြည်နယ်ရဲ့၁၈မြို့နယ်တဲက၁၄မြို့နယ်အပါအဝင်ချင်းပြည်နယ်ပလဝမြို့ကိုလည်းဒီထိန်းချုပ်ထားတယ်လို့ AA ဝရီတိုင်းမကွေးတိုင်းစကိုင်းတိုင်းတို့မှာလည်းဒေသရင်းလက်နက်ကိုင်တွေနဲ့ပူးပေါင်းပြီးတော့မြန်မာတပ်မတော်ကိုတိုက်ခိုက်လျက်ရှိနေပါတယ်။ ပြီးတော့ဒီတော်လန်ရေးကပေါ့လေဘယ်လောက်လုံနိုင်တယ်လဲဆိုတဲ့အပေါ်မှာမူတည်တယ်ပေါ့လေတရုတ်ကတော့သူ့ရဲ့မဟာဗျူဟာကနေပြီးတော့အပြစ်ခတ်ရစဲကိုဆက်ပြီးတော့လုံနေမှာပဲတရုတ်ကဝဒေတာတို့မိုင်းနာတို့လိုမျိုးသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအကြီးအကျယ်ကူညီတာပဲပေါ့လေ ဘာဖြစ်လို့လဲဆိုတော့သူ့နယ်စပ်နဲ့ကတ်နေရသူ့နိုင်ငံနဲ့ကတ်နေရဖြစ်တာကြောင့်မို့လို့အကြီးအကျယ်ကူညီတာဖြစ်နိုင်တယ်ဆိုပြီးတော့သုံးသပ်တာရှိပါတယ်။ပြီးတော့ဒီလိုနည်းနဲ့သူကပြချင်တာကတော့ငင်းငင်းချင်းချင်းနဲ့ဒီတိုင်းပြည်ဖွံ့ဖြိုးရေးလှုပ်လို့ရှိရင်ဘယ်ဒေသမှမဆိုဖွံ့ဖြိုးတိုးတက်နိုင်တယ်ဆိုတာကိုကြားချင်တဲ့သဘောမျိုးဖြစ်တယ်ပေါ့လေ။တော်လိုင်းရေးဘက်ကတော့တက်မတော်ကိုအပြတ်တိုက်မှဖြစ်တော်မယ်ဆိုတာသိနေပြီးသားဖြစ်တယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိပါတယ်။ ကောင်းပါပြီရှင်ဒီတစ်ပတ်တည်းဆွေးနွေးခဲ့တဲ့တင်ကြောင်းအရာတွေကလည်းစုံတော့ဖြစ်သွားပြီဆိုတော့ကျမတို့ရဲ့အစီအစဉ်ကိုဒီလောက်နေပဲညှနာလိုက်ချင်ပါတယ်အခုဆွေးနွေးတင်ဆက်ပေးခဲ့တာကတော့ CNN သတင်းဌာနရဲ့တစ်ပတ်တွင်းသတင်းသုံးသပ်ချက်အစီအစဉ်ပဲဖြစ်ပါတယ်ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေခင်ဗျာ